မင်္ဂလာပါလက်တိုးအိမ်မှကျေးဇူးပါတယ်ရှင်လက်တိုးအိမ်မှအပတ်စဉ်ပုတ်တခုနည်းနဲ့တနင်္ဂနွေနေ့တွေမှာနေ့စဉ်အသုံးပြုလို့ရမယ်လွယ်ကူထိရောက်မြန်ဆန်နဲ့ရတရားနဲ့ပတ်သက်တဲ့ဘ ഹു တုတ္တရစီမာလေးတွေကိုတင်ပြသွားမှာဖြစ်ပါတယ်ခொနီယတာတမီမြအတွက်နိုဝင်ဘာလအတွင်းဆောင်ရွက်ဆောင်ရွက်လေးတွေကို ပြပြပေးတော့မှာဖြစ်ပါတယ်။ တနင်္ဂနွေတာသမီများ လာမယ့်နိုဝင်ဘာလအတွင်းမှာစစအရန်ရာတတိကြီးစွာထားဖို့လိုပါတယ်။ရန်ပက်လေဝိုင်းတလို့ဖြစ်နေမယ်။ပြဿနာကြီးတွေတစ်ခုပြီးတစ်ခု ရှင်းနေရတတ်ပါတယ်။ကိုကိစ္စမဟုတ်ရင် သူတပါးကိစ္စမှာကြားညက်တတ်ပါတယ်။စီမျက်စီနားနှာခေါင်းအစအိမ်ဒုက္ခပေးတတ်ပါတယ်။ခရီးကံအလွန်ကောင်းတဲ့အချိန်ဖြစ်ပါတယ်။အဝေးကလည်းအကူအညီကောင်းတွေရတတ်တယ်။အိမ်ကိစ္စအဖိုးတန်ပစ္စည်းဝယ်ရောင်းကိစ္စတွေအောင်မြင်မယ်။အိမ်ဆောင်ပစ္စည်းအုပ် သည့်တန်တို့အတီးအနှံရေထွက်ကုန်ခရီးသွားလုပ်ငန်းတွေအကျိုးပေးမဲ့အချိန်ဖြစ်ပါတယ်။မီအမွေဖုန်းပညာရေးကိစ္စများဆုံးဖြတ်ရခက်နေမယ်အိမ်ထောင်ရှင်များအတွက်အိမ်ထောင်ဖက်ရဲ့တည်င်းကောင်းချားရတတ်ပြီးချစ်သူရီစားများအတွက်ကတော့ဝီလီကောင်းနေဆိုတဲ့ဂိမ်းမျိုးဖြစ်နေတတ်ပါတယ်ကံကောင်းကနန်းကတော့တစ်လီဖြစ်ပြီး တနင်္ဂနွေတာတမီမြအတွေ့ဖရာရက်တရားလေးကတော့ငဲ့သူမဟုတ်ငါကိုဘေးမဲ့လွတ်ပေးပါအိမ်ရှိဖရာမှာတကြားစွန်းကတ်လူပေးပါဖရာစိတ်တီတဆူဆူမှာကန်းကောခုနှစ်ညွှန်ရွှေတီတလက်ငွေတီတလက်လူပါဂုံတော်ကိုပါကိုတရားရှိလုံးပဒီနဲ့ကိုစိတ်နိုင်တလောက်ပဒီစိတ်လူပူဇော်ပေးပါရှင်တနင်္လာသားသမီးများနာမည်နိုဝင်ဘာလအတွင်းမှာအိမ်ဆိုင်ဆက်အုံဆောင် တစ်တွေတစ်ခုပြီးတစ်ခုဝင်လာတတ်ပါတယ်။တစ်ခုရှိရာကရှိပြီးသားပစ္စည်းတွေကတော့ထွက်တာပြက်တာများနေတတ်ပါတယ်။ငွေများများကင်ထားတက်မှာဘူး။အဲ့ဒီငွေတွေကစေဘူဝါခဖြစ်သွားတတ်ပါတယ်။စံစီစေစာဆက်မှုစာအုပ်စာတန်းအိမ်ဆောင်ပစ္စည်းစတုရှင်ရာအဆောက်အဦကိစ္စတွေကို အောင်မြင်အကျိုးပေးမဲ့အချိန်မျိုးဖြစ်ပါတယ်။ခရီးသွားလာရေးကိစ္စတွေအလွယ်လွယ်အချော်ဖြစ်နေတတ်တဲ့နိုင်ငံရေး ချက်ချနဲ့ပတ်သက်လို့မထင်မှတ်ပဲအခွင့်ကောင်းတွေပေါ်လာတတ်တဲ့မိတ်ဆွေရင်ဆရာရင်တို့ကြောင့်ကောင်းစိတ်ရှုပ်ကောင်းစားရတတ်တဲ့ဘာမစိုးမတင်မကျဖြစ်နေတတ်တာလေးကိုတတိပြုပါစိတ်ရှိပါအိမ်ထောင်ရှင်များအတွေ့အထင်အငော့တွေပြည်လဲသွားမယ်ချစ်သူရည်စားများကန့်နှိမ့်နေတဲ့ဂိမ်းမျိုးဖြစ်ပါတယ်တနင်္လာသားသမီးများအတွက်ဖရာရတရားကတော့အိမ်ရှိဖရာမှာနှုတ်ထမင်း ထောပထမဲစုံများကတ်လူပါဖះစိတ်ကြီးတဆူဆူမှာစွန်ပန်းကုန်းများထီတကွန်းကုတ်ကားများတလက်စီလူပါတုက္ကတော်ကားကိုတရားရှိလုံးပတိဖြင့်စိတ်လူပူဇော်ပေးပါ။ အင်္ဂါသားသမီးများလာမယ့်နိုဝင်ဘာလအတွင်းမှာအဖက်ဖက်ကအခွင့်အလမ်းကောင်းတွေပေါ်လာမယ်။အလုပ်တွေချဲ့တင်တိုးတင်အချိန်မြင့်တင်တဲ့အချိန်ပဲဖြစ်ပါတယ်။ကံတရားကကိုယ်ကိုမျက်နှာပေးမဲ့ဂိမ်းမျိုးဖြစ်တဲ့ငွေရှင်မဲ၊ကံကောင်းမဲ၊အမှုပညာအလုပ်အလှကုန်၊ကားကြောင့်၊ကွန်ပျူတာ ကင်မရာအလုတ်ကိစ္စတွေမှာအကျိုးအမြတ်များနိုင်တယ်ဆက်သူကိစ္စစာချုပ်ကိစ္စတွေမှာတော့တတိထားပါကိုတူတက်အောင်မြင်လာတဲ့အပေါ်မနာလိုအပြိုင်ဆိုင်တွေလည်းပေါ်လာမယ်တမင်ရန်စခံရတတ်တဲ့အမှုပတ်တတ်ပါတယ်ပြည်တွင်းပြည်ပခရီးများမရေမရာဖြစ်နေတတ်တဲ့လက်အောက်ငယ်သားတို့အကျိုးပေးမဲ့အိမ်ထောင်ရှင်များစိတ်ဝမ်းကွဲရတတ်တဲ့ချစ်သူရီစာများတည်ငောင်းကြရမယ်ခရီးကောင်းကြုံမယ်စီမျက်စိသွားသွေးတတိထားပေးပါ အင်္ဂါတသမီများအတွက်ဖရာရရရာကတော့ဖရာသဆူဆူရဲ့မိမိမွေးနှံထောင်မှာ ရွှေတိနှစ်လက်ကိုချက်ချစ်ခဲ၍လူပါအိမ်မိမိအိမ်ရဲ့ဖရာမှာစီထမင်းကောက်ငင်းပေါင်းနဲ့တကြားဆွန်များကို လူပေးပါဖရာစီတီသဆူဆူမှာပန်းအဖြူခုနှစ်ပွင့်တောက်တော်ရီခုနှစ်ခွဲကတ်လူပါရတိကြီးဥခန့်ဒီရဲ့ကန္တာကို108လုံးပတိဖြင့်စိတ်၍ပူဇော်ပါကံကောင်းကနန်းကတော့၄၈ဖြစ်ပါတယ် ဗုဒ္ဓဟူးနဲ့ယာဟူတာသမီးများလာမဲ့နိုဝင်ဘာလအတွင်းမှာမိတ်ကောင်းဆရာကောင်းတွေနဲ့တွေ့မယ်ပညာရေးကိစ္စသင်တန်းကိစ္စစုံပွဲကိစ္စတွေအထူးကောင်းပါတယ်ဆက်သူကိစ္စတွေလည်းအောင်မြင်မယ်စာချုပ်ချုပ်ရမယ်ကိစ္စတွေလည်းအဆင်ပြေမယ်ပြည်တွင်းပြည်ပခရီးကောင်းများလည်းကြုံနိုင်တဲ့အချိန်မှာငွေကန်လေးလဲကောင်းနေမယ်ဘာသာရေးလုပ်ငန်းတွေဖျားဖူးခရီးတွေလဲပေါ်လာမယ်အလှအတန်းမင်္ဂလာကိစ္စတွေနဲ့ ပတရတက်ပါရဲ့လက်အောင်ငယ်သားကိစ္စအထဲထီဖနက်လက်စကိစ္စတွေအိန္ဒိယကိစ္စတွေမှာတော့ဆန္ဒမစောတင်ပါဘူးလေထိုးလေအောင်နှလုံးဒူနာတတိထားတင်ပါတယ်စပစ္စည်းဆိုင်ခံမြေအမွေဖုန်းကိစ္စများအကျိုးပေးအောင်မြင်နိုင်တယ်အိမ်ထောင်ရှင်များချစ်သူရှိစားများအစဉ်ပြေမှုတွေဖြစ်ပြီးမှပြည်လည်သွားနိုင်ပါတယ် ပုတ်တခုနဲ့ယာဟုသားသမီးများအတွက်ဖရာရတ္တရာကတော့မိမိအိမ်ရှိဖရာမှာလက်ဖက်ရည်လက်ဖက်ပဲချံအကျော်စွန်များကတ်လူပါ ဖရာစိတ်တီတဆူဆူမှာပန်းအဝခုနှစ်ပွဲနဲ့စီးဖြိုရည်ကတ်လူပါဒီဝါတာပတိကတာကိုတရားရှက်လုံးပတိဖြင့်စိတ်၍ပူဇော်ပေးပါ ဖရာဖူးသွားမဲ့သူ ခရီးသွားမဲ့သူတို့ကို ခရီးစရိတ်လှူဒါန်းရင်ဆူတောင်းပေးရင်ရပါတယ်ကံကောင်းကနန်းအဖြစ်၅၃ဖြစ်ပါတယ် ကြာရပြီးတာတမီများအတွက်လာမယ့်နိုဝင်ဘာလအတွင်းမှာအဖက်ဖက်ကကန်စတာတွေပွင့်လန်းနေပါလိမ့်မယ်လုပ်ငန်းစီးပွားတွေအချိန်မြင့်ပြီးလှုပ်ဆောင်တင်ပါတယ်လုပ်ငန်းတင်နေရတဲ့အစားပြုခြင်းတွေကောင်းပါတယ်ရက်ဝေးပြပခရီးကောင်းတွေကြုံမယ်ရက်ဝေးကစားငွေအဆက်အသွယ်အကူအညီကောင်းတွေလည်းရတတ်တယ်မိတ်ဆွေရင်ဆရာရင်တို့ရဲ့အထင်မြင်လွဲမှားမှုကိုတော့ခံရတတ်ပါတယ်မြေအမွေ ဖုန်ကအထက်လက်စစ်ပစ္စည်းတွေမှာအနောက်ရှက်အထက်ငေါ့များမယ်တတန်းတို့ရေထွက်ကုန်အတီးအနှံခရီးသွားလုပ်ငန်းတွေမှာတော့အောင်မြင်မှုကြီးရရှိနိုင်တယ်သူတပားရဲ့ပြဿနာမှာဈာညက်ဖြစ်ရှင်ရတတ်တဲ့စက်တူကိစ္စများမတင်မကြဆုံးဖြတ်ရခက်လိမ့်မယ်ဝမ်ပိုက်ဥကောင်အကျော်အစ်ကျမရေးတတိပြုတ်တဲ့စက်တူရေးစားများအိမ်ထောင်ရှင်များနားလည်မှုလွယ်တတ်တဲ့ကာလဖြစ်ပါတယ် ကြာနာပြေးတာတမီအတွက်ဖရာရက်တရားကတော့မိမိအိမ်ဖရာမှာဓမ္ပေါက်ထောပတ်စွန်နတ်တုတ်တာရွှေသမင်းများကတ်လူပါဖရာစိတ်တီတဆူဆူမှာပန်အဖြူ28ပွင့်စီမီ9တိုင်းကတ်လူပါစိန်နာမဏိကာရတော်ကိုတရားရှစ်လုံးပတိဖြင့်စိတ်လူပူဇော်ပါမုတ်လုံးရေပေါ်ကိုတဆိတ်လူပေးပါကံကောင်းခဏန်းကတော့69ဖြစ်ပါတယ် တောက်ချတာသမီးများအတွက်နိုဝင်ဘာလအတွင်းမှာနမက်ခုံတည်င်းတက်စီယာတွေကြုံမယ်။ရာထူးနေရအခွင့်အရေးတွေကြုံတက်ပါတယ်။နိုင်ငံခြားလူမျိုးခြားကိစ္စတွေအကျိုးထူးမယ်။ခရီးကောင်းတွေလည်းတွားရတက်တယ်။အလူမင်္ဂလာကိစ္စတွေအောင်မြင်မယ်။ဆွေမျိုးမိတ်ဆွေများကိုကူညီထောက်ပံ့ချင်တဲ့စင်နာအောင်မြင်မယ်။ထီပေါက်မဲပေါက်တလို့ကန်ထူတက်ပါတယ်။အထယ်ထီဖနက်ကကြောက်လက်စစ်ပစ္စည်းကွန်ပျူတာကင်မရာ လုပ်ငန်းတွေအကျိုးပေးအောင်မြင်နိုင်ပါတယ်။အိမ်ဆောက်ဦးကိစ္စလည်းအောင်မြင်မယ်။စက်တူကိစ္စ၊ရွှေကိစ္စ၊လက်အောက်ငယ်သားကိစ္စ၊မိသားစုကိစ္စတွေအတွက်ကတော့စိတ်ရှုပ်ကောင်းစားစရာတွေကြုံရတတ်တဲ့အထက်လူကြီးနဲ့လက်အောက်ငယ်သားကြားကြားညက်တတ်တဲ့တတိပြုပေးပါငွေကိစ္စတွေအောင်မြင်မယ်လုပ်ငန်းတွေတူချက်တင်ပါတယ်ချစ်သူအိမ်ထောင်ဖက်မှလည်းအဖိုးတန်ပစ္စည်းတွေဝင်တတ်တဲ့အာယုံကျော်ရင်ဝမ်းတတိထားပေးပါ တောက်ကြတာသမီးများအတွက် ဖရာရတရားကတော့မမိအိမ်ရှိဖရာမှာငှက်ပြောကြောကြာစံကြောကတ်လူပေးပါဖရာစီတီတဆူဆူမှာနှင်းစီပန်းခုနှစ်ပွင့်ထီးဖြူခုနှစ်လက်လူပေးပါအက်ကောဘုတ်တော်ခါတာကိုတရားရှစ်လုံးပတိဖြင့်စိတ်လူပူဆိုပေးပါပိုးပရွက်စာအထူးကြွေပေးပါနန်းကြီးတုပ်လူပေးပါကံကောင်းခဏန်းကတော့နှစ်ခွန်ဖြစ်ပါလေရှင် စနေတာသမီးများအတွက်နာမည်နိုဝင်ဘာလအတွင်းမှာ နေရာထိုင်ခင်အဆောက်အဦကိစ္စများ မတင်မကြဖြစ်နေမယ်စိတ်လေးစိတ်နှခွားဖြစ်စရာတွေဆုံးဖြတ်ရခက်တာတွေကြုံတတ်ပါတယ်စိတ်ရှိရှိခေါင်းအေးအေးထားပြီးတိုင်တိုင်ပင်ပင်လှုပ်တဲ့ဂိမ်းမျိုးဖြစ်ပါတယ်အထင်လွဲဆွဆွဲခံရတာပြဿနာချညံ့ရတာတွေကြုံရတတ်တဲ့ပြည်တွင်းခရီးစမ်းစီစေးစားစမှုအလုပ် သွင်းမှာအလွဲအချော်များနေမယ်မြေအမွေဖုံပညာရေးအထက်ထီဖနက်ဓာတ်ပုံလက်စစ်ပစ္စည်းလုပ်ငန်းတွေမှာတော့တိုးချဲ့ပြီးလုပ်သင့်ပါတယ်အလုပ်တွေလုံရပြီးငွေမြုပ်နေတတ်တဲ့ကိမျိုးဖြစ်ပါတယ်ဝန်ထမ်းရာထူးနိုင်ငံခြားကိစ္စတွေမှာတော့အထူးကောင်းပါတယ်အိမ်ထောင်ရှင်များစစ်သူရည်စားများအနေနဲ့လမ်းခွဲရမတတ်ဖြစ်ကခွဲခွာနေရမျိုးတွေကြုံရတတ်တဲ့အကျော်အစစ်အစားမှစေမှ သွားသွေးကျမရေတတိထားဖို့လိုပါတယ်။ဒုတပြင်းကတော့စိတ်ချောင်းကျမရေညံတက်ပါတယ်။စနေတာတမီများအတွက်ဖရာရက်တရားလေးကတော့မိမိအိမ်ရှိဖရာမှာအုံတကြပောက်စီအုံထမင်းစွန်းများကတ်လူပါတန်ငါတော်များကိုထီဖနက်တင်ကန်းများအစဉ်ပြေရာကတ်လူပါနမောတေကာတာကိုတရားရှိလုံးပတိနဲ့စိတ်လူပူဇော်ပေးပါတလလုံးမိမိမွေနေ့တိုင်း ားကြီးငါးကြီးများချောင်းမှာတီလာယူဥပုပ်တီလာစောင့်တီပါ ဝစီကံအထူးထိန်ပေးပါရင်းနှစ်ပတ်သက်တဲ့ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးပါကံကောင်းကနန်းကတော့ခွန်ရှိကနန်းပဲဖြစ်ပါလေရှင်နဝင်ဘာလအတွက်ငွေခံကောင်းခြင်းရဲ့တနင်္ဂနွေသားသမီးများဖယားမနနက်ယူလှူပါတနင်္လာသားသမီးများဖယားမစည်းယူလှူပါအင်္ဂါသားသမီးများဖယားမတံပြားရေးလှူပါ ဗုဒ္ဓဟူသာသမီများဂုံတော်9ပါးကိုသစေရွတ်ပေးပါဂျာလာဘေးသာသမီများတန်ဗုဒ္ဓေကာတာကိုပတိနှစ်ပတ်စိတ်ပါတောက်ကြသာသမီများသီလရှင်ကို စပြခဲလူပါ စနေသာသမီများဖယားမှာဘုံတိစိတ်၃စိတ်လူပေးရပါတယ်နိုဝင်ဘာလအတွက်အလုတ်ကိစ္စအောင်မြင်ခြင်းတင်းနှွေတာသမီးများဖုန်ကြီးကို ်တစ်တီလူပေးပါတနင်္လာသားသမီးများမိဘဆရာတို့ကိုကိမ်မုံလူပေးပါအင်္ဂါသားသမီးများဘကဝါခုံတော်ကိုပတိငါဖတ်စိတ်ပါဗုဒ္ဓဟူသားသမီးများဖယားမှတံပြာရီလူပါကြာလာပတိသားသမီးများဖယားပလင်မှချွေတင်ကန်ကတ်လူပါတောက်ကြသားသမီးများတောက်ကြထောင်းမှသာသနာအလံ6လက်လူပေးပါစနေသားသမီးများဖယားမှနန်းကြီးတုတ်လူပေးရပါတယ် နိုဝင်ဘာလအတွင်းကျမရေးကောင်းခြင်းရင်တနင်္ဂနွေသားသမီးများဖယားမှာ၁၀မီလူပါတနင်္လာသားသမီးများ ကလေးငယ်များကို မုံဝေကျွေးပါအင်္ဂါတသမီများအရဟံဂုံတော်ကို ပတိကုဘတ်စိတ်ပါဗုဒ္ဓဟူတာသမီများခွေးများကိုအစာကျွေးပါကြာရာပိတာသမီများကျင်းငက်များကိုအစာကျွေးပါတောက်ကြတာသမီများသီလရှင်ကိုဖြောရည်ပူလှူပေးပါ စနေတာသမီများဖယားမအမွေးတိုင်းရှစ်တိုင်းပူဆော်ပေးပါရှင် နိုဝင်ဘာလအတွက်ချစ်ရည်အိမ်ထောင်ရေးအစဉ်ပြေခြင်းရင်တနင်္ဂနွေသားတမီများ ဖရားရင်ပြင်တော်မှာတန်ရှင်ရေးကုသိုလ်ပြုပါတနင်္လာသားတမီများဖရားမှာကောင်းခြင်းပောင်းကပ်လူပါအင်္ဂါသားတမီများအိမ်အဝင်တကောင်းကိုတန်ရှင်ရေးပြုလုပ်ပါပုတ္တခူသားတမီများဖရားမှာရေကဲမှုန့်ကပ်လူပေးပါ ကြာနာပေးတာသမီးများကလေးများကို စာအုပ်စာတမ်းများဒါနပြုပေးပါတောက်ကြတာသမီးများကျင်းငက်များကိုအစာကျွေးပါစနေတာသမီးများဖယားမအစိမ်းရောင်ဖယောင်းတိုင်ပူဆော်ပေးပါရှင်နောက်ပတ်တွင်မှာလဲလွယ်ကူထိရောက်မြန်ဆန်နဲ့ရည်ရည်နဲ့ပတ်သက်တဲ့ဘ ഹു တုတရရစီမာလေးတွေကိုတင်ပေးသွားမှာဖြစ်လို့လက်တူအိမ်ကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်